CJ Black Power ရဲ့ညစဉ်တင်ဆက်ပေးနေတဲ့မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုပြောပြပေးသွားမှာပါမနက်ဖြန်နိုဝင်ဘာလ29ရက်နေ့ကြာသပတေးနေ့မှာတော့နိုင်ငံတော်မိုးရွာနိုင်ဖို့မရှိပဲရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့တနေ့တာပြန်များအပူချိန်30ဒီဂရီဆယ်စီယက်ကနေ32ဒီဂရီဆယ်စီယက်ထိရှိနေပြီး32ဒီဂရီဆယ်စီယက်ကနေ34ဒီဂရီဆယ်စီယက်ထိအပူချိန်ကိုခန်းစားမှာဖြစ်ပါတယ်။ကြံပြည်နယ်နဲ့တိုင်းအများစုမှာတော့28ဒီဂရီဆယ်စီယက်ကနေ 30ဒီဂရီဆက်စီယက်ထိသာအပူချိန်ရရှိတော့မှာဖြစ်ပြီးရှမ်းချင်းနဲ့ကချင်တို့မှာတနေ့တာပြန်များအပူချိန်17ဒီဂရီဆက်စီယက်ထိအပူချိန်တွေကျဆင်းနိုင်မှာဖြစ်ပါရဲ့ရှင်။ညအပူချိန်တွေအဖြစ်ဒီနေ့ညမှာရှမ်းနဲ့ချင်းတို့မှာ6ဒီဂရီဆက်စီယက်ထိအပူချိန်ကျဆင်းနိုင်မှာဖြစ်ပြီးညကျဆင်းတာတွေဖြစ်နိုင်ပါရဲ့ရှင်။ YouTube ထမွေးအချိန်တွေကတော့ဒီနေ့ညကနေမနက်ဖြန်မနက်ထိ ကချင်ပြည်နယ်တောက်ပိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာစစ်စစ်ရှမ်းနဲ့ချင်းပြည်တို့မှာနေရာစစ်စစ်မြူဆိုင်နိုင်ဖို့ရှိနေပြီးကြံပြည်နယ်နဲ့တိုင်းရင်းမှာတော့နေရာကွက်ကြားမြူဆိုင်နိုင်ဖို့ရှိပါတယ်ရှင်။ကရင်နီရှမ်းမန္တလေးတိုင်းနေပြည်တော်မကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနောက်နှစ်ရက်တွင်ညအပူချိန်တွေဆက်လက်ကျဆင်းဖို့ရှိနေပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မုတ်တမခွေမွန်တနင်္သာရီကံယူရန်တချောင်းနဲ့ကံလွတ်ပင်လယ်ပြင်တွေမှာနေရာကွက်ကြားမုတ်ထစ်ချုံရနိုင်ပြီး တနာယီ25မိုင်ကနေ35မိုင်တိလေပြင်းတွေတိုက်ခတ်ကလှိုင်းအမြင့်ဟာ6ဘီကနေ17ဘီခန့်တိလှိုင်းကြီးနိုင်လာကြောင်းပင်လေပြင်းခရီးသွားတွေနဲ့ငါဖန်းလှိငယ်တွေသတိထားသွားလာကြပါလို့တိုက်တွန်းလိုပါတယ်ရှင်။ထူကြမိုးလေဝသပြည့်စင်တွေအနေနဲ့ကတော့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမလကာရီလက်ကြားမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအာကောက်လာနေပြီးဆိုက်ကလုန်းမုန်တိုင်းဆန်ရလို့နိုင်ငံတကာမိုးလေဝသပညာရှင်တွေကအမည်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဒီ cyclone မုန်တိုင်းဆန်ရဟာလက်ရှိမှာတော့အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းဒေသတွေကိုဝင်ရောက်နေပြီးမနှက်ဖြန်မှာတော့မလက္ကာရေလက်ကြာကိုပြန်ဆင်းကလေပြာနယ်ရဲ့ဝန်အဖြစ်အပြော့လာမှာဖြစ်ပါရဲ့ရှင်။ဒါအပြင်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတိရီလင်္ကာနိုင်ငံတောင်ပိုင်းမှဖြစ်ပေါ်နေတဲ့အာကောင်းတဲ့လေပြာနယ်ရဲ့ဝန်ဟာမြောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးမနှက်ဖြန်မှာမုန်တိုင်းရဲ့အဖြစ်အကောက်လာနိုင်မှာဖြစ်ပါရဲ့ရှင်။ ီမုန်တိုင်းတွေဟာမြန်မာနိုင်ငံကိုဝင်ရောက်ဖို့မရှိတာကြောင့်အဝါရောင်အဆင့်အဖြစ်မိုးစလကတတ်မှတ်ထားပြီးမြန်မာနိုင်ငံမှာတော့အပူချိန်တွေဆက်လက်ကျဆင်းနေတာကိုတွေ့ရပါရဲ့ရှင်။အခုတင်ဆက်ပေးခဲ့တဲ့မိုးလေဝသခန့်မှန်ချက်တွေကိုကျမတို့ CJ Platform ရဲ့မိုးလေဝသလေ့လာသူတဦးဖြစ်သူကိုလကွန်အိတ်ကမိုးလေဝသခန့်မှန်ချက်မော်ဒယ်တွေမှာတွက်ချက်ဖော်ပြထားတာကိုအခြေခံပြီးခန့်မှန်တင်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နှင်းမျှပြောင်းလဲနေရကြောင်း ျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္ထုခမှန်ချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တာရဲ့ခံလိုပါရရှင်။